တာဝတ်တာဝါမှာတော့အဒါကက်ကလည်းစောင့်နေကမှော်ဆက်ကွင်းဆွဲထားပြီးအစီမံတော့လိုအပ်တာတွေပြင်ဆင်ပြီးတာကိုပြောပြလိုက်ပါတယ်။ရန်ကလဲနေပြီးတာကူမာကရန်ခန္ဓာကိုယ်ကိုမှော်ဆွမ်းထည့်ပြီးနေပါတယ်။ဒါမှမှော်ဆွမ်းကမလောက်တာကြောင့်အဒါကက်ကလည်းဟိုဘောက်ကနေမှော်ဆွမ်းထည့်ဖို့လိုတာကိုရှင်းပြနေပြီ။တာကူမာကတော့လောအမာကိုရှက်နေပေမဲ့ရွေးစက်စရာမရှိရကြောင်းလုံလိုက်ပါတယ်။ယော်တီးယားခဲရဲ့အလင်းနဲ့ပေါ်လာပြီးခရကန်ကပေါ်လာပါတယ်။ခရကန်ကအစကတော့ကြောက်စရာကောင်းတဲ့မကောင်းဆိုးကပုံစံရှိပေမဲ့ကောင်းမလေးပုံစံပြောင်းသွားတာကြောင့်တာကူမာကလည်းအံ့ဩနေပြီးရှာဖို့အသင့်ပြင်နေပါတယ်။ခရကန်ကလည်းအစွမ်းကုန်တုံးပြီးရှာဖို့လုပ်နေပေမဲ့ဦးကြောင်ညာဖြစ်နေ ကြောင်းတာကူမာကလည်းစဉ်းစားမရဖြစ်နေတာမှတ်ညံနေဆုံးရှုံးသွားတာများလားလို့တွေးနေပါတယ်ရာဂခရကန်ကိုလူထမတတ်ဖို့ပြောတဲ့အခါခရကန်ကလည်းရန်ပြောရကိုနားထောင်ပြီးယူမတတ်တော့မှကိုပြောလိုက်ပါခရကန်ကသူမဘိုက်စာနေရကြောင်းတခုခုကြွေးဖို့ပြောတဲ့အခါရှီယာကဘစ်စကစ်မုတ်တွေကြွေးလိုက်ပါဘစ်စကစ်မုတ်ကစားလို့ကောင်းတာကြောင့်ခရကန်ကသူမတာဝန်ကိုမှတ်မိသွားပြီလို့ပြောတဲ့အခါအကုန်လုံးကလည်းစိတ်ပူသွားပေမဲ့ခရကန်ကတကမ္ဘာလုံးမှာရှိသမျှဘစ်စကစ်တွေကိုစားဖို့လို့လို့ပြောနေရကြောင်းစိတ်ရည်သွားကြပါဘစ်စကစ်မုတ်ကကုန်သွားပေမဲ့ခရကန်ကစားလို့မရသေးတာကြောင့်သူတို့တွေကမြို့ရဲသွားကြပြီလမ်းမှာတော့ဦးလျက်ဆိုရဲရာစုနှစ်နဲ့ရှိ ဒီမိုလော်ရီယယ်လောက်မှာတာဝန်ထမ်းဆောင်တဲ့ဖော်လန်ကပေါ်လာပါတယ်။ဦးလေရက်ကလည်းခရကနိုရာလာတာကိုအောင်မဲခံတဲ့အနေနဲ့ဒီမှာရှိတဲ့လူတွေအကုန်လုံးကိုတပ်ပေးမှပြောပေးမယ်။ Telegram မှာ Anidro 99လို့ရိုက်ချပြီးမမဝမကြီးလို့ရနိုင်တဲ့ enemy series အပြင်နံပါတ်ကြီး O enemy series တွေဖြစ်တဲ့ Dragon Ball, Bleach နဲ့ Hunter x Hunter ကို T-shirt နဲ့မှ free သွားကြည့်လို့ရပါတယ်။ ခရကန်ကတက်ခွင့်မပေးရကြောင်းဦးလျက်ကလည်းခရကန်ကိုစင့်ခေါ်တဲ့အခါတခခုလဲသွားလောက်မှဆိုပြီးခရကန်ကိုပြန်စင့်ခေါ်ဖို့လိုတယ်ဆိုကခရကန်ကိုတတ်ဖို့လုပ်နေပါတယ်အဲဒါကကကာနေပေမဲ့ဦးလျက်ကအသာလေးအားသာနေပြီအဲဒါကကလည်းဒီမွန်လောရဲ့ဆန္ဒကိုဖိလို့မရှိဖို့ပြောနေပေမဲ့ဦးလျက်ကတော့ပြေဆုံးတဲ့ခရကန်ကိုခေါ်ဖို့ကအခုရှိနေတဲ့ခရကန်ကိုတတ်ရမယ်လို့ပြောနေတော့တာကူမာကလှမ်းချလိုက်ပါတယ်ဒါပေမဲ့ဦးလျက်ကဖြုံတော့မဖြုံမဲမှော်ကြောက်တစ်ခုနဲ့ပြစ်လိုက်တဲ့အခါတာကူမာကသူ့လက်စွပ်နဲ့တန်ပြန်လိုက်ပြီးဦးလျက်ကထိသွားတယ်ဦးလျက်ကလည်းမှော်တန်ပြန်တဲ့စကိတ်ကဒီမွန်လောအင်ပါရိုစီမှာပဲရှိရကြမယုံနိုင်ဖြစ်နေပြီးဦးလျက်က က်လျှော့သွားကထွက်ပြေးသွားပါတယ်။သူတို့တွေကလည်းနှုတ်ရဲကိုဆက်သွားကြပြီး Kraken ဆိုတဲ့နှမီကိုတော့ရဲ့ Lurid Subu ပုံမှာကြောင့် Klan ဆိုတဲ့နှမီပြောင်းသွင်းလိုက်ပါတယ်။တစ်ဖက်မှာတော့ Alicia ကသူမငငယ်တော့ကသူမရဲ့ဆိုးရတဲ့မိဘတွေကြောင့်နာကျင်ခံစားခဲ့ရတာတွေကိုတွေးနေပြီးပြန်ကလန်းစားရှိဖို့အတွက် Demon Lord ကိုလူသားတွေအကုန်လုံးရှင်းပြစေချင်နေပါတယ်။တစ်ဖက်မှာတော့ Settler က Carrier ကနေပြန်ကောင်းသွားပြီး Takuma ကိုလက်စားရှိဖို့ကြင်ဆိုနေပါတယ်။ နောက်နေ့မှာတော့ကလန်ကရှိရနဲ့အတူဘစ်ကစ်မုတ်စားနေကြလားတာကူမာကတော့ကလန်ရဲ့အကြောင်းကိုဆယ်လီကိုပြောပြနေပြီဆယ်လီကတော့ကလန်ကမတောင်းကြမဲ့ညင်နေရတဲ့ဂျင်နက်တာကိုပြောနေပါတယ်တာကူမာနဲ့ရှီယာတို့ကတနရာကိုသွားနေကြတော့အလီရှီယာကရန်နဲ့ကလန်ကိုတနရာခေါ်သွားပြီးတာကူမာတို့ကပြောင်းလာတဲ့အခါမတွေ့ရကြောက်ချာနေကြပါတယ်တဖက်မှာတော့အလီရှီယာကကလန်ကသူ့မရဲ့မှတ်ညံနေပြန်ရပြီးလူသားတွေအကုန်လုံးတောင်းအောင်လုံးမကိုပြောတဲ့အခါရန်ကလည်းရှော့ရနေပြီးရုတ်တရက်ဆက်တလာတို့ကလည်းရောက်လာပြီးအလီရှီယာကရန်နဲ့ကလန်တို့ကဒီမွန်လို့တွေကိုကိုးကွယ်တယ်လို့ပြောလိုက်ကဆက်တလာကလည်းသူတို့နှစ်ယောက်ကိုဖမ်းသွားပါတယ်ရန်ပြန်ထ လာတဲ့အခါသူတို့တွေကဖမ်းခံထားရပြီကလန်ကအလီရှီယာကနဲ့တစင်သူမကြောင့်ရော်ရဲဘွားကဒုက္ခရောက်ခဲ့ရတော့သူမကိုကယ်ဖို့လုပ်နေရကြောင်းကျေးဇူးတင်နေပြီရန်ကလည်းသူမကအမှန်ဆိုကလန်ကိုမုန်းနေရမှာကိုမမုန်းတော့ဘူးပြောနေပြီကလန်ကလည်းသူမကြောင့်ဒုက္ခရောက်ခဲ့တာကိုတောင်းပန်နေပါတယ်ကလန်ကလည်းသူမရဲ့အဆွမ်းနဲ့ဆိုစစ်တီအကုန်လုံးကိုတစ်ချက်ထဲနဲ့ရှင်းပြလို့ရတာကိုပြောတဲ့အခါရန်ကလူတွေမတတ်ပဲပျော့ပျော့ရွှင်ရွှင်နဲ့ကလန်မျိုးပဲတွေ့ချင်တာကိုပြောနေပြီကလန်ကလည်းဂရိပေးလိုက်ပါတယ်ဖះအချောင်းကိုရောက်တဲ့အခါရန်ကလည်းဆက်တလာကဖះဖြစ်တယ်လို့ယူနေတာလားလို့ပြောလိုက်တဲ့အခါဆက်တလာကလည်းသူ့ဘွားတစ်ယောက်ကောင်းကြီးပေးခံခဲ့ရတာကြောင့် ူကလူသားတွေကိုကယ်ဖို့နတ်ပြည်ကရောက်လာတဲ့ဆိုကဘဝင်မြင့်ပြီးပြောချင်တာတွေလျှောက်ပြောနေပါတယ်။ကလန်ကလည်းသူမရဲ့အစွမ်းနဲ့ကယ်ပလူရတာကိုပြောနေပြီမယ်။ရန်ကတော့ကလန်ကလူသက်ရှက်စိပေါက်သွားမှကြောင့်မကယ်ခိုင်းမညင်ခံနေပါတယ်။တစ်ဖက်မှာတော့တာကူမာကရန်နဲ့ကလရာတို့ကိုရှာလို့မတွေ့ရကြောင်းစိတ်ညစ်နေပြီ။ဆယ်ဗီနဲ့အီမီလေတို့ကိုအခုညတောင်းဖို့လုပ်နေလို့ခလေးတယောက်ကရန်နဲ့တခြားကောင်မလေးတယောက်တွေ့ခဲ့တာကိုလာပြောပါတယ်။တာကူမာကလည်းနေရာကိုမေးကြည့်ရကညောင်ဘက်ကဖះเจ้าစီသွားတာကိုတီးလိုက်ရပြီးအမြန်ပြေးနေပါတယ်။ဖက်ဒီယာတိုင်းပြည်နယ်စပ်မှာတော့ဖော်လန်တွေကစောင့်နေကြပြီးအဆောင်တွေကလည်းစဉ်းစားမရဖြစ်နေပါတယ်။တစ်ဖက်မှာတော့ရန်ကနှိမ့်ဆက်ခံနေရပြီး တင်လို့နှီးပါဖြစ်တာကိုတွေ့တဲ့အခါကလန်ကတင်းမခံနိုင်တော့ပဲပောက်ကွယ်သွားပြီဒီမော်လောဖြစ်ပြောင်းပြောင်းသွားပါတယ်ကလန်ကဖះเจ้าထဲမှာရှိသမျှလူတွေအကုန်လုံးကိုတပစ်လိုက်ပြီးတာကူမာကလည်းသူရောက်လာတာနောက်ကျသွားတာကိုသိလိုက်ရပါတယ်ခြေရာကလည်းရောက်လာပြီးရန်ကတင်းလို့ဖြစ်နေတာကိုပြောတဲ့အခါတာကူမာကမော့ဆေးပလင်းပေးလိုက်ပြီးရန်ကိုသွားခဲ့ကန်ကကလန်ကိုသူထင်းရောင်းမှာပြောလိုက်ပါတယ်အလီရှီယာကတော့ဖောလန်နေနဲ့ပူပေါင်းလိုက်ပြီးအရဂန်နဲ့အိုလီယာတို့ကလည်းကလန်ကဒီမော်လောပြန်ဖြစ်သွားတာကိုခွမ်းသာနေကြပါတယ်တစ်ဖက်မှာတော့တာကူမာကကလန်ကိုနာချဖို့လုပ်နေပေမဲ့မရပဲရန်ရှာနေရကြောင်းတာကူမာကလည်းနောက်ဆုတ်နေပြီးသူအစွမ်းကုန်သုံးလို့ရပေမဲ့မြို့ကို ာကွယ်ရဲ့အတားစီမပြတ်စီအောင်သူ့အဆောင်ကိုထိန်းသုံးနေကရုတ်တရက်ကလန်ကအမှုရပြောင်းသွားတဲ့အခါမိမမကိုသဘောပေါက်လိုက်ပြီးကြိုကာလိုက်ကသူ့ထောင်ချောက်တွေဆင်နေပါတယ်ကလန်ကတိုက်ခိုက်တာကြောင့်ရန်နဲ့ရှီယာတို့ကထိမလို့ဖြစ်သွားပေမဲ့အီမီလဲကလာကပေးလိုက်ကတာကူမာကထောင်ချောက်ဆင်လို့ပြီးတဲ့အခါဖောက်ခွဲလိုက်ပါတယ် ကလန်ကတော်တော်လေးထိခိုက်သွားပြီမဲမသေးသေးပဲအားရှိနေသေးရကြောင်းတာကူမာကလည်းရှာဖို့အသင့်ပြင်နေပြီမဲရန်ကသူမကမသေးပဲပြန်ကောင်းသားတော့ကိုပြောတဲ့အခါကလန်ကအသေးစိတ်ပြန်ဝင်သွားပြီသူမရဲ့ဒီမွန်လောခနာကိုကတစားစီ क्वे တာကအရင်ကခလီမလေးကလန်အဖြစ်ပြန်ပြောင်းသွားပါတယ်အပြင်မှာရှိနေတဲ့ဖော်လန်တွေကတော့သူတို့အကြံကပျက်စီးသွားတာကိုသိတဲ့အခါစိတ်ပြက်ကုန်ပြီအဲဒါကကထိမင်းနေတော့အလီရှီယာကထွက်ပြေးသွားတယ်နောက်နေ့မှာတော့ဆယ်ဘီကကလန်ကဒီမွန်လောမှလာဆိုကရှင်လို့မရတာကြောင်းရှင်ပြဖို့လိုတာကိုပြောပြီမဲတာကူမာကလည်းဆယ်ဘီပြောတာကမှန်မှားတာကြောင်းစဉ်းစားခတ်နေတော့အကြံရသွားကကလန်ကိုသူ့ရဲ့ကျုံဖြစ်လို့လို့ရတာကိုပြော why? ကလန်ကတော့ကျုံဖြစ်ရင်မလွတ်လွတ်တော့မှာကိုပြောနေပေမဲ့ရှီယာနဲ့ရန်တို့ကတာကူမာကသူတို့ကိုကျုံဖြစ်လောက်ထားရင်တော့လွတ်လပ်ခွင့်ပေးထားတာကြောင့်စိတ်မပူပူပြောနေပြီတာကူမာကလည်းကလန်ကိုသူ့ရဲ့ကျုံဖြစ်လောက်လိုက်ပါတယ်ညဘက်မှာတော့တာကူမာကမှွန်ဆွမ်းအောင်ကောင်းသွားတာကြောင့်မော်ဗီလဲနေပါတယ်အကောလုံးအိတ်နေတော့အလီရှီယာကရောက်လာပြီးရှီယာကိုဓာတ်နဲ့ထောက်ထားကဒီမွန်လောကဖောလန်တွေကိုဆေးကုနိုင်တာကြောင့်အဲရက်ကကိုဆေးကုပေးဖို့တောင်းဆိုနေပါတယ်ကလန်ကလည်းအစားကတော့တွတ်ဆုံနေပေမဲ့တာကူမာကပြောတဲ့အခါဆေးကုပေးလိုက်ပြီးအဲရက်ကကိုလူထက်မတက်ဖို့အမိန့်ပေးလိုက်ပါတယ်အလီရှီယာကအဲရက်ကကိုဆေးကုပေးတဲ့အခါရှီယာကိုလှုပ်ပေးလိုက်ပြီးသူမကိုတက်ဖို့ပြောနေ ပါတယ်။ရန်ကလည်းအလီရှာကဘာလို့လူသားတွေကိုမုံတွင်းနေရတာလဲလို့မေးတဲ့အခါ"သူမငငယ်တုန်းကသူမရဲ့မိဘတွေကြောင့်နာကျင်ခံစားခဲ့ရပြီ။ကမ္ဘာထဲမှာသူမအတွက်နေစရာမရှိပဲ။တယောက်တည်းအတီးကျပ်နေခဲ့ရတာကြောင့်လူတွေအကုန်လုံးကိုမုံတွင်းတာကိုပြန်ဖြေလိုက်ပါတယ်။တာကူမာကလည်းအလီရှာကသူ့လိုမျိုးဖြစ်နေရကြောင်းကိုချင်းစာနေပြီ။အလီရှာကတော့ကလန်ကသူမကိုမတတ်တာကြောင့်တတ်သိဖို့လုံနေပါတယ်။ဒါပေမဲ့တာကူမာကတားလိုက်ပြီးသူမရဲ့ဘဝကိုသူများရဲ့ဆုတ်ရက်တယ်လို့မနေပဲနေချင်တယ်လို့နေကိုနဲ့တက်ဆိုင်တဲ့နေရာကိုအလိုလိုရှာတွေ့လာပြီးဘဝကအတိတ်ပဲရှိလာမှာကိုပြောပြလိုက်ပါတယ်။ရန်ကကအလီရှာကိုခွင့်လွှတ်ပေးလိုက်ပြီးတာကူမာကတော့ မဆွမ်းကုန်သားတာကြောင့်ချိုင်းနိုင်နိုင်ဖြစ်နေပါတယ်။ဒါပေမဲ့ဆော်လေးတွေအကုန်လုံးကမှွန်ဆွမ်းဖြစ်ပြီးလို့ရတာကိုပြောတဲ့အခါတာကူမာကနေရာကနေပြီးအချက်လုံးမိမိလဲသွားပါတယ်။နောက်နေ့မှာတော့အဲဒဲကကလူသားလို့ရုပ်ဖြစ်နေပြီးခတရမျိုးထဲမှာနေနေကအလီရှီယာကတော့ခီးထွက်ဖို့မျိုးထဲကထွက်သွားပါတယ်။တာကူမာကရန်နဲ့ရှီယာတို့နဲ့အတူစွန့်စားခီးထွက်နေတော့ရန်နဲ့ရှီယာတို့ကသူတို့နှစ်ယောက်ထဲကတယောက်ကိုရွေးတဲ့အနေနဲ့နမ်းဖို့ပြောနေပေမဲ့တာကူမာကတော့မနမ်းပဲသူကဒီမွန်လို့ဖြစ်တာကြောင့်လှုပ်ရှင်တာလုပ်မယ်လို့ပြောလိုက်ပါတယ်။